နှလုံးရောဂါဖြစ်တာတော့ဟိုစပြီးတော့လမ်းလျှောက်တဲ့ချိန်မှာမောတာမောပြီးတော့ဟိုအသက်ရှူမဝတာပေါ့အဲဒီကတဖြည်းဖြည်းနဲ့စိတ်လာတာအသက်ရှူမဝတဲ့ဟာဒရမန်ကစပြေးတဲ့ချိန်မှာသူကဟိုနှလုံးအဆုတ်ရှင်မလုံတာပေါ့မလုံတဲ့ဟာကိုစပြီးတော့ဟိုသူကဟိုပြင်လို့ရတယ်တဲ့မလဲပဲနဲ့ပြပြလို့ရတဲ့ချိန်မှာဒီစောစောတီးတဲ့ခါကျတော့ပြပြလိုက်တော့ဟိုပစ္စည်းလဲစရာမလိုဘူးပေါ့နောက်ပြန်ဖြစ်လာတဲ့ချိန်မှာကိုကလဲရမယ့်အချိန်ဆိုတော့လေအဲ့ဒါဆိုဟိုအသက်တော်ရှည်ရှည်နေရတာပေါ့ ကျမနာမည်ကတော့ရတနာဆိုအောင်ဖြစ်ပါတယ်ကျမမြန်မာနိုင်ငံရန်ကုန်မြို့ကနေလာတာပါဟုတ်ဟိုနှလုံးရောဂါဖြစ်တာတော့ဟိုစပြီးတော့လမ်းလျှောက်တဲ့ချိန်မှာ မောတာ မောပြီးတော့ဟိုအသက်ရှူမဝတာပေါ့အသက်ရှူမဝတာတော့ဖြစ်တော့အဲဒီကတဖြည်းဖြည်းနဲ့စိတ်လာတာအသက်ရှူမဝတဲ့ဟာအဲဒါကြောင့်ခွဲဖို့ဆုံးဖြတ်လိုက်တာဟုတ် ဟုတ်ဟိုဆေးရုံဒီမှာလာပြီးတော့ဆေးစစ်တဲ့အချိန်မှာတခြားဆေးရုံတစ်ခုမှာဆေးစစ်လိုက်ရပေါ့ဆေးစစ်ပြီးတော့ဒီနှလုံးရောဂါကဟိုအခုစတော့တော့မြန်မာပြည်မှာဟိုခွဲဖို့စိတ်ဖို့ကြတော့ဒီလဲမရမယ်ဆိုပြီးတော့ပြောတဲ့ခါကြတော့ဒီမှာဟိုမလဲဘဲနဲ့ပြင်လို့ရတယ်ပြောတယ်ပေါ့ပြင်လို့ရတဲ့ခါဆိုတော့အဲ့ဒါနဲ့အမားနဲ့ချိန်လိုက်တာအမားတယောက်ကဒီမှာဆေးရုံမှာလာအရင် ခွဲစိတ်တာပေါ့သူကသူခွဲစိတ်ပြီးတော့ဒီမှာနှလုံးရောဂါဆရာဝန်တွေလည်းစုံနေပေါ့ဒီမှာခွဲလို့ရတယ်ဆရာဝန်လည်းကောင်းနေပေါ့အဲ့လိုပြောတာနဲ့ဒီမှာခွဲစိတ်ဖို့တော့ကိုလှမ်းချိန်လိုက်တာရှင့် ဟုတ်ဒါရမန်ကစပြေးတဲ့အချိန်မှာသူကဟိုနှလုံးအဆုတ်ရှင်မလုံတာပေါ့မလုံတဲ့ဟာကိုစပြီးတော့ဟိုသူကဟိုပြင်လို့ရတယ်တဲ့ပြင်လို့ရတယ်အခုလောကျယ်ဟိုဒီဖြစ်တဲ့ပုံစံပုံစံအားပေါ့ပြင်လို့ရသေးတယ်တဲ့ဒီငယ်ရွယ်တဲ့အချိန်မှာပြင်လိုက်ပါဆိုတာနဲ့အလားခွဲစိတ်ဖြစ်သွားတာရှင့် ပြေဆုံးပါတယ်ဟိုဟာဆရာဝန်ကတူနာပြုတ်တွေကအကောင်လုံးတေချာကယူဆိုင်တယ်ဟိုအကောင်လုံးလူလေးသေးမရှိဘောကိုဘာမှလုပ်စရာမလိုအောင်ပြင်ကိုရဲ့ဟိုလူနာဆောင်တွေပါလာတော့မှသူတို့လုပ်ပေးစရာမလိုဘူးအကောင်လုံးဒီမျက်စမတွေကအကောင်လုပ်ပြီးသွားတာရှင်ဆရာဝန်တွေလည်းအကောင်ကိုယူဆိုင်ပါတယ်ဟုတ် နှလုံးကတော့ဟိုလူမာအရေးကြီးဆုံးဆိုတော့လေဟိုမြန်ဖြစ်နိုင်သမျှတော့မြန်မြန်လေးစစ်ပါဗောနော်စစ်ပြီးတော့ဟိုကိုလိုရတဲ့အချိန်မှာဗောဒီကျမဆိုလဲဟွာဗောဒီပြုပြင်ရမယ်ပြုပြင်လို့ရတယ်ဗော ပြုပြင်လို့ရတယ်အကုန်မလဲပဲနဲ့ပြုပြင်လို့ရတဲ့အချိန်မှာဒီစောစောတည်တဲ့ခါကျတော့ပြုပြင်လိုက်တော့ဟိုပစ္စည်းလဲစရာမလိုဘောနောက်ပြန်ဖြစ်လာတဲ့အချိန်မှာကိုက လဲရမယ့်အချိန်ဆိုတော့လေအဲ့လိုဆိုဟိုအသက်တော်ရှည်ရှည်နေရတာပေါ့အဲ့လိုမျိုးဆိုတော့ဟိုဖြစ်တဲ့သူတွေလည်းအကုန်လုံးဟိုစေးမြင်မြန်စစ်ပြီးတော့မြန်ကုတာကောင်းပါတယ်လို့ဟိုဒီစေးရုံမှာရှိတဲ့ဟိုဒေါက်တာပရာမို့ဒေါက်တာမန်အကုန်လုံးဘနက်စမာတွေကအစားဟိုကိုလာပြီးတော့ကုတာတဲ့အချိန်မှာဟိုကျန်ရမမနဲ့ဟိုပျော်ပျော်ရွှင်ရွှင်နဲ့ဟိုစေးရုံစင်းသွားနိုင်အောင်ပြုစုဆောင်ရှောက်ပေးရတဲ့အတွက်လည်းအကုန်လုံးကျေးဇူးတင်ပါတယ်လို့